မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မောင်တော်မြို့နယ်မြောက်ပိုင်းမှာနောက်ထပ်ကြန့်ရှိနေတဲ့စစ်ကောင်စီရဲ့စကမ်းတွေကအကြီးမားဆုံးနေကြားဆောင်စကမ်းတစ်ခုဖြစ်တဲ့အမှတ်24ဖြူဟာကိုရခိုင်တပ်တော် AA ကတိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်တပ်တော်နဲ့နှိစက်တဲ့သူတို့ကချိန်ချောင်း24ဖြူဟာကိုတိမ့်ပိုက်လိုက်ပါပြီပြီးခဲ့တဲ့တောက်ကြာနေကလေးကတက်သိမ့်လိုက်တာလို့သိရတယ်စစ်ကောင်စီဘက်ကအထိကအကြဆုံးများစွာနဲ့ ချိန်ချောင်းနာခခခုံကိုဆုတ်သွားတယ်လို့သိရတယ်။တိုက်ပွဲကပြင်းထန်ပြီးတော့ကိုတက်တော်ဘက်ကလည်းအထီးကအကြဆုံးတချို့ရှိခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။လက်ရှိကျင်းချောင်းနာခခခွန်ဟာကျင်းချောင်းကျေးရွာအနီးမှာတည်ရှိပြီးတော့စခန်းဟာမြေပြန့်မှာရှိတဲ့အတွက်ကြောင့်များမကြာမီမှာအဲ့ဒီကျင်းချောင်းစခန်းဟာလည်းရခိုင်တပ်တော်လက်ထဲကိုကြက်ရောက်သွားနိုင်တယ်လို့သူကဆက်ပြောပါရတယ်။ကျင်းချောင်းနာခခခွန်ကအရင်ကစခန်းဟောင်းမှာအခုလက်ရှိအဲ့ဒီစခန်းကိုရခိုင်တပ်တော်ကဝင်းရံပိတ်ဆို့ထားပါရတယ်။ စစ်ကောင်စီကတော့တောက်လျှောက်လေရင်နဲ့ပြစ်ကူတာတွေလုပ်နေတဲ့အနီးနားမှာကရွာသားတွေတယောက်မှမရှိတော့ဘူးအကောင်လုံးထွက်ပြေးသွားကြပြီလို့ပြောကြားထားပါလေလက်ရှိမှာမောင်တော်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့နေကြားဆောင်စခန်းတွေကိုရခိုင်တပ်တော်အေအေကတခုပြီးတခုသိမ်းပိုက်ပြီးတဲ့နောက်မှာကြိမ်ချောင်းပြီးရင် နောက်ထပ်စခန်းကြီးတခုဖြစ်တဲ့ကြီးကံပြင်းနေကြားဆောင်စခန်းဌာနချုပ်ကြန့်ရှိနေတယ်လို့သိရပါလေသို့တော်လည်းအဲ့ဒီကြီးကံပြင်းနေကြားဆောင်စခန်းဌာနချုပ်မှာတပ်သားတွေဟာထွက်ပြေးမှုများနေပြီးတော့အင်အားအများပြားမရှိတော့ဘူးလို့သိရပါလေ မောင်တော်ဒေသကအစိုးရဝန်ထမ်းတအုပ်ကအခုမောင်တော်မျိုးပေါ်မှာခရိုင်အုပ်ချုပ်ရေးမှုအပါအဝင်အစိုးရအရာရှိကြီးတွေအကုန်လုံးမျိုးကိုစွန့်ခွာပြီးတော့ထွက်ပြေးသွားကြပြီဖြစ်တယ်။ကြံတဲ့မျိုးပေါ်ကရဲတွေလည်းအေးအေးလာရင်မခုခံမဲနဲ့အလံဖြူထောင်မယ်လို့ကြားနေရတယ်။နေကြားဆောင်စခန်းတွေမှာလည်းထွက်ပြေးသူတွေများနေတဲ့အတွက်ရခိုင်တပ်တော်ဝင်လာရင်ဘယ်သူမှမခုခံနိုင်ဘူး။အကုန်လုံးလက်နက်ချနိုင်တဲ့အနေအထားရှိပါတယ်လို့ပြောဆိုခဲ့ပါတယ်။ရခိုင်တပ်တော်အေးဟာမောင်တော်နဲ့ဘူးသီးတောင်ကိုဆက်သွယ်ထားတဲ့ 16မိုင်အရှိကားလမ်းကိုလည်းထိမ့်ချုပ်ဖားလိုက်ပြီးတော့မောင်တော်မျိုး၄မိုင်မှာရှိတဲ့နခခလေးတရင်ကိုအပီလ9ရက်နေ့တောက်ကြနေ့ကနေစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်၄မိုင်ကနေကြားဆောင်စခန်းကိုတောက်ကြနေ့မနေ့ကစပြီးတော့အေအေကတိုက်နေတယ်လို့သိရပါတယ်ဒီနေ့လည်းတိုက်နေကြတယ်မြို့ပေါ်တရင်တွေကလည်းလက်နက်ကြီးတွေနဲ့ပစ်နေပါတယ်လက်နက်ကြီးကြီးတွေကနေရာတိုင်းကနေပြီးတော့နေ့စဉ်ရက်ဆက်ကြားနေရတယ်လို့ပြောဆိုခဲ့ပါတယ်လက်ရှိမှာစစ်ကောင်စီဟာမောင်တော်မျိုးပေါ်မှာလက်နက်အင်အားလူအင်အားတွေကိုဇက်သိမ်းမောတွေနဲ့ဖြည့်တင်းနေပြီးတော့ မြို့တဲအထိပါဆက်လက်ပြီးတော့တိုက်ပွဲတွေဖြစ်ပွားလာမှာကိုစိုးရိမ်နေရတယ်လို့မောင်တော်မျိုးဘော်ကမွတ်စလင်မျိုးကန်တူကပြောပြလာပါရယ်။ကညင်တော်ကနေပြီးတော့မောင်တော်မျိုးကိုစစ်အင်အားနဲ့ရိတ်ခါတွေဖြည့်နေတာကရက်နေနေကြာနေပြီးစစ်အင်အားရိတ်ခါတွေများလို့၄၅ရက်တောင်ကြာတယ်။ဒီနေ့တော့မတွေ့တော့ဘူး။စားနေရိတ်ခါတွေနဲ့အတူစစ်သားတွေလည်းကားပေါ်မှာပါလာတယ်လို့ပြောဆိုခဲ့ပါရယ်။စစ်ကောင်စီကစစ်အင်အားနဲ့လက်နက်ခဲယမ်းများစားနေရိတ်ခါလောင်စာစီများကိုအေဘီလာတရက်နေ့ကနေ၅ရက်နေ့အထိကညင်ချောင်းစီဝါရေးဇုံစိတ်ကန်းကနေတဆင် ဇန်နေဗီတွေနဲ့မြို့တကြီးတက်ရင်ကိုဖြည့်တင်းလျက်ရှိနေတော့လဲစိတ်ကောင်းစီတက်သားအများစုဟာစိတ်ဓာတ်ကြဆင်းနေပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်အောင်မင်္ဂလာအဝေးပြေးကားခွင်းအရှိမရှိတဲ့အချမ်းဘတ်စိတ်ကောင်းစီတက်ရဲ့ဝင်းအနီးမှာအေပီလာ6ရက်နေ့ညပိုင်းကဘုံနှလုံးပေါက်ကွဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာ6ရက်နေ့ည9:55မိနစ်ဝင်းကျင်အချိန်မှာအောင်မင်္ဂလာအဝေးပြေးကွင်းနယ်ညနေချင်းဆိုင်စစ်တပ်ဝင်းအနီးမှာ ဘုံပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ပေါက်ကွဲမှုနှစ်ကြိမ်ဟာ၃မိနစ်သာချားပြီးတော့ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီးတော့ဘုံပေါက်ကွဲပြီးတဲ့နောက်မှာစစ်ကောင်စီကအောင်မင်္ဂလာအဝေးပြေးဝင်ပတ်ပတ်လည်နဲ့ရေဝေးတုတ်တန်အဝင်လန်းတွေကိုပိတ်ဆို့ပြီးတော့စစ်ဆင်းမှုတွေကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်မနေ့ကည9:15မိနစ်လောက်မှာအောင်မင်္ဂလာအဝေးပြေးဝင်ညနေချင်းစာစစ်တပ်ဝင်းသားမှာဘုံပေါက်တယ်ဘုံပေါက်တဲ့အတန်ကအတော်ကိုကျဲလောင်စွာကြားရတယ်ဘုံနှလုံးက၃မိနစ်ချားပေါက်တယ်ဘုံပေါက်ပြီးတဲ့နောက် ရေဝဲတုတ်တန်အဝင်လန်းရက်ကွက်ထိတ်မှာဒဘကတ်နှစ်စီအရက်ဝတ်စစ်တပ်ရဲဌာနပေါင်းစုံအစုံပဲလမ်းလျှောက်တဲ့သူကစပိန်စီးတဲ့သူကအကုန်လုံးကိုဖုန်းတွေဆစ်နေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ဒါ့အပြင်အေဘီလာ6ရက်နေ့ညပိုင်းကဘုံပေါက်ပြီးတဲ့နောက်မှာမြောက်ကလာပလမ်းမပေါ်အဝေးပြေးကားဝဲမရောက်မီနေရာကနေပြီးတော့ကန်တာယာပန်းချံနားအထိကိုစစ်ကောင်စီကလူတွေကားတွေကိုပိတ်ဆို့ပြီးတော့စစ်ဆေးခဲ့တယ်လို့သိရပါတယ်။အလားတူပဲဒဂုံမျိုးတစ်မြောက်ပိုင်းမြို့နယ်တွေမှာလည်းအေဘီလာ6ရက်နေ့ညပိုင်းက ဘုံပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ပြီးတော့ဈေးရုံကားတန်းတွေကိုကြားခဲ့ရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုလာပါတယ်။ဥရောမြောက်ဒဂုံဘက်ကတော့ဘုံပေါက်ကွဲတန်းနှစ်ချက်ပြပြတတ်တကြားလိုက်ရတယ်။နောက်ပြီးတော့ဈေးရုံကားတန်းတွေလည်းကြားရတယ်။မနေ့ကည9:00နာရီကျော်လောက်မှာကြားရတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလဘီတင်ဆက်ပေးရမယ်တရင်ကတော့မွန်ပြည်နယ်မွန်လမြိုင်မြို့အနီးမှာရှိတဲ့မူးတုံမြို့နယ် ော့ပီယန်ကြေးရွာမှာတည်ဆောက်မယ်နိုင်ငံတကာအဆင့်မီလေစိတ်စီမံကိန်းကိုလာရောက်စစ်ဆေးတဲ့ဗိုလ်ချုပ်ကြီးညာထုံးဦးနဲ့အဖွဲ့ဒရုန်းတွေတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ6ရက်နေ့မနက်ပိုင်းကစစ်ကောင်စီအဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးညာထုံးဦးဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်းနဲ့စစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင်ဌာနဆိုင်ရာတာဝန်ရှိတဲ့သူတွေကလေစိတ်စီမံကိန်းကိုရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာလေစိတ်စီမံကိန်းရဲ့ယာယီရှင်းလင်းဆောင်မှာစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေက လေစိတ်စီမံကိန်းနဲ့ပတ်သက်ပြီးတော့ရှင်းလင်းတင်ပြနေတဲ့အချိန်မနက်10:00နာရီဝန်းကျင်ကမှ drone နဲ့တိုက်ခိုက်ခံရတာဖြစ်တယ်လို့သိရပါတယ်။ drone နဲ့တိုက်ခိုက်ခံရတာကြောင့်လေစိတ်စီမံကိန်းရဲ့ယာယီရှင်းလင်းဆောင်အနီးဂိုက်တရာကအကွာမှာခြောက်ရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးတော့လူနဲ့အဆောက်အဦတွေတော့ထိခိုက်မှုမရှိခဲ့ဘူးလို့စစ်ကောင်စီနဲ့နှိစက်တဲ့သူတွေကပြောပါတယ်။ အဲ့ဒီဖြစ်စဉ်ပြီးတဲ့နောက်မှာဗိုလ်ချုပ်ကြီးမြာထွန်းဦးနဲ့အဖွဲ့ဟာချက်ချင်းဆိုသလိုမော်လမြိုင်မြို့ထဲကိုပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပြီးတော့စီမံကိန်းနဲ့မြို့တွင်းနေရာတွေမှာပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေနဲ့လုံခြုံရေးတင်းကျပ်ထားတာတွေရှိတယ်လို့ဒေသခံပြည်သူတွေရဲ့ပြောပြချက်အရသိရပါတယ်စစ်ကောင်စီဟာမော်လမြိုင်မြို့အနီးမှာနိုင်ငံတကာအဆင့်မီလေစိမ့်နဲ့စိတ်ကန်းစောက်လို့ဖို့ဆိုပြီးတော့ပြီးခဲ့တဲ့2021ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာစစ်ကောင်စီခန့်ပြည်တော်စုဝင်ကြီးတွေပါဝင်တဲ့စီမံကိန်းအကောင်အထည်ဖော်ရေး ကြီးကြပ်မှုဗဟိုကော်မတီကိုဖွဲ့စည်းခဲ့တာဖြစ်တယ်လို့သိရပါတယ်မော်လမြိုင်မြို့မှာတော့ပြီးခဲ့တဲ့မတ်လ24ရက်နေ့ကလည်းမော်လမြိုင်လေစိတ်နဲ့စစ်ကောင်စီကတိစောက်နေတဲ့တိုင်းရင်းသားယဉ်ကျေးမှုစင်တာဝင်း drone နဲ့တိုက်ခိုက်ခံရပြီးတော့လေရင်ပြေးလန်းအနှဲငယ်ထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်းမော်လမြိုင်မြို့အခြေစိုက်စစ်ကောင်စီရဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ဝင်းကြီးအင်ယာအပါဝင်အချင်းထောင်တချို့ကိုလည်းတော်လိုင်းအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက drone နဲ့တိုက်ခိုက်ခဲ့မှုကြောင့်သတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မုတ်ပလင်စစ်စေးရိတ်ဂိတ်ရွှေစေးရီငွေစေးရီဖျားကုန်းအပါဝင်နေရာ၅ခုမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများရဲများကို drone များလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သားနဲ့ရဲ၅ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ6ရက်နေ့နေ့လယ်7:00 19မိနစ်အချိန်မှာကြိုက်ထုံမြို့နယ်မုတ်ပလင်စစ်စေးရိတ်ဂိတ်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေတက်ဆွဲထားတဲ့ ဆွေစည်ဒီငွေစည်ဒီဖျားစည်ဒီဂုံနေရာတွေကိုစီရေးပြင့်မှတ်အဖြစ်နဲ့သတ်မှတ်ပြီးတော့ drone နဲ့ဘုံကျဲချရွေတော်၎င်း60မမလက်နက်ကြီးနဲ့ပြစ်ခတ်ရွေတော်၎င်းအသီးသီးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုတိုက်ခိုက်မှုတွေအတွဲမှာဖျားကုန်းပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို drone နဲ့ဘုံနှလုံးပြစ်ချပြီးတော့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား2ဦးပွဲချင်းပြီးတေဆုံးခဲ့တယ်လို့သိရပါတယ်မုတ်ပလင်းလမ်းဆောင် gate ကို ဒရုန်းနဲ့ဘုံဒီနှလုံးအပြင်60မမလက်နက်ကြီး3လုံးနဲ့ပါပစ်ခတ်တိုက်ခတ်ရာရဲ3ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ရဲကား2စီးထိခိုက်ပျက်စီးဆုံးရှုံးခဲ့တဲ့အပြင်၎င်းတို့တာဝန်ယူလက်ခံထားတဲ့လိုင်စင်မဲ့ဝတ်တောက်ကားတစီးပါထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အလားတူပဲကြိုက်ထုံမျိုးနဲ့လက်ပံပင်တင်းချိုင်းကုန်းနဲ့အင်ဂဘူတာဝါတိုင်းဆောက်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒရုန်း60မမလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ AP လ6ရက်နေ့ညနေ9:30မိနစ်အချိန်မှာလက်ပံပင်တင်းချိုင်းကုန်းကို drone နဲ့ဘုံသီး၅လုံးအပြင်60မမလက်နက်ကြီး၄လုံးနဲ့ပါပြစ်ခတ်တိုက်ခတ်ရာစစ်သား၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အရာရှိခွဲမှုတအူးဟာဘယ်ဘက်လက်မောင်းနဲ့ဘယ်ဘက်နရွက်ရှက်ထိပ်ပြီးဒဏ်ရာရရှိခဲ့ပြီးတော့ဒဏ်ရာရရှိတဲ့သူတွေကိုရန်ကုန်ဘက်ကိုတိုက်ဆောင်သွားတယ်လို့သိရပါဗျ။အလားတူပဲတာဝါတိုင်းကိုလည်း drone နဲ့ဘုံသီး၅လုံးကျဲချခဲ့ပြီးတော့တိုက်ခိုက်ခဲ့ရာထိခိုက်သေးဆုံးမှုကိုတော့စုံစမ်းနေရဖြစ်တယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကအနီးအနားမှာရှိတဲ့ကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပြီးတော့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများကိုကြိုက်ထိုတော်လိုင်းအင်အားစု KRF, KNU, KNLA, Nighthawks, YEF, တမဟာတ PDF တပ်ရင်းတော်ကြီးကန့်အဖွဲ့ခရမ်း PDF နဲ့ကြိုက်ထိုပကဖပူပေါင်းအဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းပူးပေါင်းတပ်ဖွဲ့ဝင်တွေအနေနဲ့အထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ကြိုက်ထိုတော်လိုင်းအင်အားစု KRF အနေနဲ့ စစ်အာဏာရှင်စနစ်ကြာဆုံးသည့်အထိဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်ပြီးတော့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစင်ကိုအသက်ပေးပြီးတော့ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းနဲ့ပြည်သူလူထုအပေါ်မှာဒဇုံတရားထိခိုက်နေတာပျက်စီးဆုံးရှုံးစေမယ်ဖောက်ခွဲမှုပြစ်ခတ်မှုများကိုလုံးဝပြုလုပ်သွားမှာမဟုတ်ဘူးလို့အတိအပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းပလောမြို့နယ်ပလောက်မြို့အမှတ်ဆက်နှစ်တပ်မတော်တမ်းမြင့်လေးကျင်းအကြောင်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံကျောင်းအုပ်ကြီးဘုံမှုချုပ်ရဲကြော်ကြော်ကဒုအရာခံဘိုးတဦးကိုရိုက်နှက်ထိုးကျိတ်ကကျောင်းဌာနချုပ်အချုပ်မှာချုံနောင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမှတ်ဆက်နှစ်တပ်မတော်တမ်းမြင့်လေးကျင်းအကြောင်းကျောင်းအုပ်ကြီးဘုံမှုချုပ်ရဲကြော်ကြော်ဟာအေပီလ6ရက်နေ့မနက်7:00နာရီအချိန်ကကဒုအရာခံဘိုးဘိုးအေးကို၎င်းစီခိုင်းတဲ့အလုပ်တိုင်းဆောင်ရွက်မှုမရှိဘူးဆိုပြီးတော့လက်တီးနဲ့ထိုးကျိတ်ခဲ့တဲ့အပြင်ခြေထောက်နဲ့ပါကန်ကြောက်ပြီး ရိုက်နှက်ပြီးတော့အချုပ်ချထားခြင်းဖြစ်တယ်လို့တပ်တွင်းသတင်းရင်းမြစ်ထံကသိရှိရပါတယ်။ဒုအရာခံဘိုဘိုအေးကိုရေတွင်းအသက်တူးခိုင်းတာဒုအရာခံဘိုဘိုအေးကရေတွင်းတူးစရာပစ္စည်းမရှိလို့တွင်းအဟောင်းကိုဆယ်ယူနေတဲ့အချိန်မှာဘုံမူးချုပ်ကငါခိုင်းတဲ့အတိုင်းမင်းမလုပ်ဘူးဆိုပြီးတော့ထိုးကျိတ်တောင်းဝင်းနဲ့ရိုက်ခြေထောက်နဲ့ကန်နှိပ်ဆက်ပြီးတော့အချုပ်ထဲထည့်ထားတာလို့ပလောက်မြုပ်တက်မတော်တမ်းမြင့်လေးကျင်ကြီးအကြောင်းမှရှိတယ်။တက်ကြကြီးတဦးကသတင်းပေးပို့လာပါတယ်။ပြည်သူစစ်မှုတန်းတင်တန်းနီးပြနေတယ်စစ်ကောင်စီလက်အောက်ခံဒုအရာခံဘိုဘိုအေးဟာအသက်60ခန်းအရွယ်ရှိပြီဖြစ်ပြီးတော့ အသက်နဲ့မမြအောင်ခိုင်းစေခြင်းခံနာရသူဖြစ်တယ်လို့သိရပါတယ်။ဒုအရာခံဘိုလ်ဘိုအေးဟာပြည်သူစစ်မှုထမ်းတင်နန်းသားတွေရဲ့ရှေ့မှာအခုလိုမျိုးနှိပ်စက်ခံရတာကိုရှက်ပြီးတော့တစ်ပင်ကိုလက်သေးနဲ့ထိုးခြင်းခေါင်းနဲ့စောင့်ခြင်းတွေကိုပြုလုပ်ခဲ့တဲ့အတွက်ကြောင့်၎င်းကိုကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်ရဲကြော်ကြော်ကအချုပ်ချထားခဲ့ခြင်းဖြစ်တယ်လို့တပ်တွင်းသတင်းအရင်းမြစ်ကပြောဆိုခဲ့ပါတယ်။စစ်ကောင်စီလက်အောက်ခံပြည်သူစစ်မှုထမ်းတင်နန်းနီးပြဒုအရာခံဘိုလ်ဘိုအေးဟာအခုလိုမျိုးတရားမဝင်အချုပ်ချခံထားရတဲ့ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်ရဲကြော်ကြော်ကို စစ်ကောင်စီတပ်သားတွေကလည်းကျေနပ်မှုမရှိတဲ့အတွက်တပ်တွင်းမှာပြောဆိုမှုတွေရှိနေတယ်လို့သိရပါဗျ။ပြည်သူစစ်မှုထမ်းတင်တန်းစားရိတ်သားကိုကျောင်းဦးကြီးဘုံမှုချုပ်ရဲကြော်ကြော်ကဝင်ရောက်ဆစ်ဆီးတယ်။ပြီးတော့တင်တန်းသားတွေစားတောက်မဲ့ပဲဟင်းအိုးတွေကိုတူကင်လာတဲ့တောင်ဝင်းနဲ့စိုက်ပြီးတော့မှွေနောက်သွားတယ်။လူစားမဲ့အစားအသောက်တွေကိုဒါမျိုးတွေလုတ်တယ်။တပ်ထဲမှာလည်းလူတိုင်းကိုအနိုင်ကျင့်ဗိုလ်ကြတာတွေအများတန်းပဲလို့တပ်မတော်တမ်းမြင့်လေးကျင်ရေးတင်တန်းကျောင်းမှာရှိတဲ့တက်ကြက်ကြီးကဆက်လက်ပြောပြခဲ့ပါဗျ။ဘုံမှုချုပ်ရဲကြော်ကြော်ဟာပြီးခဲ့တဲ့အေပီလ9ရက်နေ့ကလည်းပြည်သူစစ်တင်တန်းကိုဆစ်ဆီးခဲ့ပြီးတော့ တရက်စာချက်ရမယ်စံများကိုအပြည့်အဝထုတ်ယူသွားတဲ့အတွက်ကြောင့်ဆိုပြီးတော့တင်နန်းမှုဘုံမှုဝင်းကြော်ကြော်နဲ့တင်နန်းအုပ်ချုပ်မှုအရာခံဘုံဒုအရာခံဘိုးခင်မောင်လွင်အသက်60တနှစ်တို့နှစ်ဦးကိုဒုံးနဲ့ရိုက်နှက်ပြီးတော့လက်သီးနဲ့ထိုးကျိတ်သွားတယ်လို့တပ်တွင်းသတင်းအရေးမြစ်ကပြောပါတယ်။ဒါအပြင်ပလောမျိုးနဲ့ပလောက်မျိုးအမှတ်7နဲ့တပ်မတော်တန်းမြင့်လေးကျင်းအေးချောင်းမှာလက်ရှိပြည်သူစစ်မှုထမ်းတင်နန်းမှာတင်နန်းသား248ဦးကိုစစ်တင်နန်းပေးနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာနိုင်ငံတန်နိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။